မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီကနေ့ဝင်များတင်ဆက်ပေးသွားခြင်းရဲ့အကြောင်းအရာလေးကတော့တန်ငယ်နာမတရာခုထုံးချံဆိုတဲ့အကြောင်းအရာလေးကိုဘ ഹു တုတအဖြစ်ဝင်များတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ဗျတန်ငယ်နာမတရာခုထုံးချံတန်ငယ်ကိုညာဘက်လက်ပေါ်ပလက်ထားပြီးဘယ်ဘက်လက်ကတန်ငယ်ပိုက်ကိုဖိဟန်နဲ့ရုပ်ဆိုတဲ့အကြောင်းအရာလေးနဲ့ဝင်များတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ဗျ တငယ်ကိုညာဘက်လက်ပေါ်မှာပလက်ထားပြီးဘယ်ဘက်လက်ကတငယ်ပိုက်ကိုဖိဟန်နဲ့ရော့ဒီအကြောင်းအရာလေးတွေကလိုအပ်ရင်ရှာမရပါဘူးကလေးပစ္စည်းအမေလေးတွေအမြဲတမ်းစောင့်ထားသင့်ပါတယ်တငယ်မွေးဖွားပြီးတရတလတနည်းအတွင်း၌နာမူကပရိသန္တီကိုဆောင်သောဒေဝမြေသောမာတရဏဖန်ဆားပါတယ်ထိုဒေဝမြေသောမာတရဏဖန်ဆားသောကြောင့်နာဟံကဝမ်းရောင်ဤ ချမ်းအေးရှိအငိုများ၏ထိုအနာကွန်လွတ်စေလိုမူခေါ်ပရောင်တွင်ထမင်းငါးစုံတကွန်လေးတိုင်ပန်းလေးပွင့်ထည့်ပြီးအရှိတောင်ထောင်းအရက်တို့ မွေးဖွားသည့်အချိန်တွင်ပို့ပါဤချောင်းရလေးကတော့တငယ်ကိုညာဘက်လက်ပေါ်ပက်လက်ထားပြီးဘယ်ဘက်လက်ကတငယ်ဘိုက်ကိုဖိဟန်နိုင်ရုံပဲဖြစ်ပါတယ်ဘယ်ချိန်မှာဖြစ်လဲဆိုတော့တင်ရန်တလာတနည်းအတွင်းမှာ ပရိသန်တွေကိုစောင့်နေဒေဝအမည်သောမတရဏတ်ကဖန်ဆားပါれထိုဖန်ဆားတဲ့အရာကိုလွတ်စေလိုလင်ခေါ်ပရောင်ပြရပါမယ်ခေါ်ပရောင်မှာထမင်းငါးစုံတကွန်လေးတိုင်ပန်းလေးပွင့်ထည့်ပြီးအရှိတောင်ထောင်းအရက်မွေးဖွားသည့်အချိန်တွင်ပူရမှာဖြစ်ပါれဟုတ်ကဲ့ကျွန်တော်ခုဝေမျှပေးသွားတဲ့အကြောင်းအရာလေးကတော့တငယ်ကိုညာဘက်လက်ပေါ်မှာပလက်ထောင်း ဘယ်ဘက်လက်ကတန်ငယ်ဘိုက်ကိုဖိဟနဲ့ရုပ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်မိတ်ဆွေများအားလုံးပဲကို စိတ်နှပြာရှင်လန်းချမ်းမြေကြပါစေအဘိဓုတယောက်ချင်းစီတိုင်းကိုလည်းခြေစွတ်တူတင်ရှိပါ